YBS 1331ကဘော်ကတနာယူအားလုံးပဲမင်္ဂလာပါ။ Audio Bank Quizzo Channel ကနေကြိုဆိုလိုက်ပါရစေ။ Channel လေးကို Like and Subscribe မနစ်ကသိရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။ Face Messenger တို့ပြပို့လာသောဖြစ်စဉ်လေးတစ်ခုကိုရေးတင်ထားတာလေးဖတ်ပြပေးချင်ပါတယ်။ကိုလာပိုင်းစောပိုင်းရက်ကမနက်၈နာရီခွဲ1331ကဘော်မှာဆေးကြောင်တာလားအမှုသမားလားမသိ ဒီလူနဲ့စုံတာ၃ခေါင်ရှိပါပြီပထမဆုံးတစ်ခါတော့ငါကြက်နေတဲ့ခုံတန်းရှည်မှာ သူ့ဘေးမှာလာထိုင်ဖို့ဆိုပြီးခေါ်တာပါကိုကလည်းရိုးရိုးသားသားပဲထင်ပြီးနေရာကလည်းထိုင်မရလောက်တဲ့အနေထားကြက်နေတာနဲ့ရပါတယ်မထိုင်တော့ပါဘူးဆိုပြီးရိုးရိုးတည်တည်ပဲပြောပြီးတော့ဆက်ပြီးမတ်တက်ရက်နေလိုက်ပါတယ်နောက်တော့ထိုင်ကုန်လွတ်လွတ်သူ့တစ်ဖက်ချမ်းကနှစ်ယောက်ကုန်ပရင်းပေါက်ဖက်အတွင်းဖက်ချမ်းမှာထိုင်တော့ ူကထလာပြီးတော့ဘေးနားမှာဝင်ထိုင်တာပါအဲ့ဒီထီလဲအဲ့လိုစိတ်နဲ့မူမမှန်တဲ့လူမှန်မသိသေးပါဘူးပုံမှန်ပဲထင်တာပါနောက်တော့သူကမူးတလူလူငိုက်တလူလူနဲ့သူ့ခန္ဓာကိုယ်ကကိုယ့်ဘက်အတင်းတိုးပြီးခေါင်းမှာထိတော့မလို့အတင်းကပ်လာတော့မှမူမမှန်ဘူးဆိုပြီးညီမလည်းထရက်ပြီးထွက်မလို့ခဏဖယ်ပေးပါဆိုပြီးဖယ်ခိုင်းတာကိုမဖယ်ပေးပါဘူး နှခေါက်သုံးခေါက်ဖယ်ခိုင်းတာကို မဖယ်ပြီးတော့လီသင်မမနဲ့ပြောလိုက်တော့မှတကားလုံးနဲ့သတိထားမိသွားပါတယ်ပေတီပြီးတော့ကိုမဖယ်ပြီးတာပါညီမတခြားနေရာပြောင်းထိုင်သည့်အထိသူကပါညီမရှိတစ်ဖက်ချမ်းကထိုင်ကုန်လိုက်ပြောင်းထိုင်ပြီးတလန်းလုံးဆက်ကြည့်လာတာပါကိုစင်းရမယ့်အမှတ်တိုင်မှာလိုက်စင်းလာမှာတော့ကြောက်မိပါတယ်နောက်ရက်1 3 1စီးရတိုင်းထက်တွေ့မှာကြောက်မိတဲ့အထိထရော်မာဖြစ်သွားတာပါ ဒုတိယတစ်ခါကြာကားအနောက်ဘက်ချမ်းမှာဖြစ်တာပါမိန်းကလေးတယောက်ကြောကိုနှစ်ခါသုံးခါသွားသွားကင်နေထင်ပါတယ်အဲ့အမကလည်းအစက မတော်တဆထိတယ်ထင်ပြီးနေတာ နောက်မှတမင်ကိုနာဘူးထပြီးလိုက်လို့နေမှန်းတိပြီးတော့သူကလည်းတကားလုံးသိအောင်ပြောဆိုပြီးအန်တီကြီးတယောက်ကပါမြင်လို့ကူပြီးဝိုင်းပြောဆိုပေးတာပါအန်တီကြီးကတော့အမရောပက်ပက်ဆက်ဆက်ပြောလဲသူကအဲ့ပုံအဲ့အချိုးပါပဲတော်တော်ကြာမှ အခုတတိယတစ်ခါထတ်ဆုံတော့ကောင်မလေးတယောက်ကို သူကခုံနေရဖယ်ပေးလိုက်ပြီးအတွင်းမှာဝင်ထိုင်ခိုင်းတာကိုမြင်လိုက်တာပါ မကြဘူးကောင်မလေးလည်းထတ်ထွက်သွားတော့ဦးလေးကြီးတယောက်ကအแทဲဝင်ထိုင်လိုက်ပါတယ်သူပြောတော့သူကမဝင်ပါဘူးတဲ့အပြင်ဘက်ချမ်းမဲသူထိုင်တာပါအဲ့အထိလည်းညီမကရှေ့အခေါက်တွေမှာကြုံခဲ့ဘူးတဲ့အဲ့အမူးသမားဆေးသမားမှမသိသေးပါဘူးသူနောက်တက်တက်မှနေရာရတော့ညီမက အရက်ရှိလို့ဒူးမဆန့်လို့ဘေးတစောင်းထိုင်ရပါတယ်။ထိုင်တော့သူကဘေးတစောင်းလိုက်ထိုင်ပြီးညီမခြေထောက်တွေကိုငုံကြည့်နေပြီးတော့ညီမကို တောက်လျှောက်ကြီးစိုက်ကြည့်နေပါတယ်။ပြီးတော့သူခြေထောက်ကိုပါ ကားပြီးညီမဒူးနဲ့ထိနေအောင်ထိုင်ပါတယ်။ညီမလည်းအဲ့ဒီတော့မှမူးသမားမှန်းသိပြီးခြေထောက်မထိအောင်ခန္ဓာကိုယ်ကိုလှည့်ပစ်လိုက်ပါတယ်။ဖုန်းမှာအနောက်ကအမမြင်အောင်ယုံကိုစာရိုက်ရေးပြီးလှမ်းပြောပြထားပြီး အာယုံပြောင်းနေပါသေးတယ်။ဒါပေမဲ့စိတ်တင်းထားတဲ့ကြားကဒေါသထွက်လာသလိုဝမ်းနည်းလာသလိုနဲ့မျက်ရည်ကျမလို့ဖြစ်လာတော့ဂမန်ကဒန်းတုပ်ပြီးအနောက်ဘက်အချမ်းကအကိုတယောက်ထသွားတာမြင်တာနဲ့ချက်ချင်းနေရာပြောင်းသွားထိုင်လိုက်ရပါတယ်။မြမနေရာပြောင်းတော့သူကပါဘတ်ပြောင်းလိုက်ထိုင်ပြီး နေရာဝေးသွားတာတော့တန်းကြည့်နေတာပါ။မြမကိုယ်တင်မဟုတ်ပါဘူး။သူ့ဘေးနားကမိန်းကလေးတန်းကိုအဲ့ဒီလိုမျက်တောင်မကတန်းစိုက်ကြည့်နေတာပါ။ ပြီးတော့သူပြောင်းထိုင်တဲ့နေရာကအစင်းနာဆိုတော့ညမမှာကိုစင်းမဲ့မှတ်တိုင်မှာကိုတယောက်ထဲစင်းရရင်လိုက်လာမှာစိုးလို့ဆိုပြီးလူများများစင်းတဲ့မှတ်တိုင်မှာလူအများကြီးနဲ့ရောစင်းပြီးရုံးကိုကားငားသွားလိုက်ရပါတယ်။အဝေစားကလည်းညမတို့ရုံးကဗမာဝစ်စုံပဲဝစ်ရတဲ့ရုံးမို့လုံလုံချုံချုံရိုးရိုးရှင်းရှင်းပဲဝစ်ထားတာပါ။မနှပိုင်းရုံးချိန်အမီ1 3 1စီးတဲ့မိန်းကလေးတွေသတိထားဖို့ ဒီတစ်ခေါက်တော့ဗီဒီယိုရိုက်ခဲ့ပါတယ်ဆိုပြီးတော့ line ပေါ်မှာဗီဒီယိုဖိုင်လေးနဲ့တကွရေးတင်ထားတာလေးကိုဖတ်ပြလိုက်ပါတယ်အားလုံးပဲ YBS 131ပေါ်ကဒီလူကိုတတိထားနိုင်ဖို့ဖတ်ပြပေးလိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစီရအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ audio ပိုင်း꿰စော်ပါ